အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားရှင်ရဲ့ကွဲကာမှာဆမှုရိတ်အောင်ပါ အားလုံးနေကောင်းကျန်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနေ့ကင်းတိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထာဝရဘုရားကောင်းချီးပေးဖို့၊ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊စေယုံစေခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တတွေမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့် င်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမ်အားလုံးပေါ်မှာခြောက်ရပြားထမ်းမလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစီ။ဘုရားတခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ14ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြဖို့ဆောင်တော်မူသောဘုရားတခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ကျေးဇူးတော်မနဲ့ခင်ပြတဲ့ကျေးဇူးပြုရဲ့ comment ထဲမှာရေးခဲ့ပါဦး။ကျေးဇူးတော်မနဲ့ခင်ပါ။ဒီနေ့မနဲ့မှာကျွန်တော်တို့အတူတကွာ င်ခြင်းခွန်အားယူရမယ့်ကျမ်းပိုက်ကတော့တိမောတေဩဝါဒစာပထမဆုံးခန်းကြီးနှစ်အပိုင်ငယ်လေးဖြစ်ပါတယ်လူအပေါင်းတို့ဒီကဲတင်ခြင်းတို့ရောက်၍တမန်တော်ကိုတည်စီခြင်းက ဖျားခင်အလိုတော်ရှိ၏ဖျားခင်အလိုတော်ရှိသောအရာက လူအပေါင်းကယ်တင်ခြင်းရောက်ဖို့ဖြစ်တယ်ကယ်တင်ခြင်းခံရဖို့ဖြစ်တယ်ဖျားဖန်ဆင်းထားတဲ့လူသားတွေအားလုံးကိုဖျားခင်တန်ဖိုးထားတယ်အယုတ်အလက်အမျက်မရွေးကဘာတူကဘာတာလူသားတွေအားလုံးကိုဖျားခင်တန်ဖိုးထားတယ်။ဘာကြောင့်လဲဖျားကသူ့ရဲ့တရံတော်နဲ့အညီဖန်ဆင်းထားတော်ကြောင့်ဖြစ်တယ်။မိတ်ဆွေတဲ့အုံပြုတ်နေတဲ့ဖုန်းပြတ်သွားတဲ့အခါ ချက်ချင်းပြန်ပြင်းတယ်မဟုတ်လားသားသမီးတွေဖျားနာတဲ့အခါချက်ချင်းစိတ်ကူတာတယ်မဟုတ်လားဖျားအသင်ကိုချက်တဲ့မြတ်တာကလောကမှာရှိတဲ့မြတ်တာတွေအလုံးထက်ပိုတယ် လူတွေအားလုံးကိုဘုရားခင်ကယ်တင်ခြင်းရစေခြင်းနဲ့တပါတိတော်သားတော်ကိုစွန့်တော်မူတည်တိုင်အောင် လောကီသားတို့ကိုချစ်တယ်မိမိကိုယ်တိုင် သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရတဲ့အခါကယ်တင်ခြင်းရတဲ့အခါဘလောက်တောင်ဝမ်းမြောက်တယ်လဲအဲ့ဒီဝမ်းမြောက်ခြင်းတည်ရင်ကောင်းကိုမတိသေးတဲ့သူတွေမကြားရသေးတဲ့သူတွေကိုပြန်လဲဝေမြစီစဉ်တက်တည်ခံဖို့ဖြစ်တယ်။ကဲတင်ချင်းရပြီးတဲ့နောက်တမာတရားကိုဖျားတိစေခြင်းနဲ့ ဘာကြောင့်လဲရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၈အပိုက်ငယ်30နှစ်မှာတမန်တော်ကိုလည်းတိကျတဲ့ဖြစ်ထိုတရားဒီတင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်တော်ယူဒလူတို့အားမိန့်တော်မူ၏တမန်တော်ကိုတိစေခြင်းနဲ့ရည်ရွယ်ချက်ကတမန်တော်အားဖြင့်လွတ်မြောက်ခြင်းဖြစ်တယ်ယုံကြည်တော်ယူဒလူတို့အားမိန့်တော်မူ၏ယုံကြည်သူတွေကိုဖခင်ကတမန်တော်တိစေခြင်းနဲ့ ကယ်တင်ခြင်းရပြီးတဲ့နောက်တမန်တော်သည်ဟူသောဖျားရခင်ရဲ့အလင်းကိုရပြီးအသက်ရှင်တော်သူဖြစ်စေခြင်းတည်းအဲ့ဒါကဖျားရခင်ရဲ့အလိုတော်ဖြစ်တယ်ဖျားရခင်ရဲ့အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးသည်ဟူသောမိတ်ဆွေရဲ့ဘဝအသက်တာထဲမှာ ြည့်စုံလာဖို့အတွက်ဘုရားခင်အလိုရှိတယ်။တမန်တော်ကိုတည်တဲ့အခါမှာလွတ်မြောက်ခြင်းရမယ်လို့ကျမ်းစာကပြောတယ်။ကျမ်းမာခြင်းနဲ့ပတ်သက်တဲ့တမန်တော်ကိုတင်တည်တဲ့အခါကျမ်းမာခြင်းသက်တည်ရရတယ်။လောကမှာသက်ရှင်နေတဲ့အခိုက်အတန့်မှာကောင်းစားအောင်မြင်ခြင်းနဲ့ပတ်သက်တဲ့တမန်တော်ကိုတင်ကြားသိရတဲ့အခါမှာအဲ့ဒီတမန်တော်ကိုဝန်ခံခြင်းအပြည့်တင်ကအောင်မြင်ခြင်းတွေရရှိတယ်။ကျမ်းစာကပြည်တော်မှာကောင်းစား၍အသက်သာရှည်မီအကြောင်းတင်းဤမိဘကိုယိုသေးစွာပြုလို့လို့ပြောတဲ့အခါမှာတင်ကဖျားကိုချစ်မယ်ဖျားစကားကိုန နာခံမယ်ဖះကိုယိုသေးတော့အဖြစ်မိဘစကားကိုနားထောင်မယ်မိဘကိုယိုသေးစွာပြုတ်တဲ့ခါမှာပြည်တော်မှာအားကြီးရတဲ့အခွင့်ကောင်းစားအောင်မြင်ရတဲ့အခွင့်အသက်ရှိခြင်းကျမ်းမာခြင်းနဲ့ကောင်းစားအောင်မြင်ရတဲ့အခွင့်ကိုဖះကပေးပါတယ် တမန်တော်ကတင့်ကိုခွင့်လွတ်လိုက်ပါလို့ပြောတဲ့အခါမှာတင့်နေနဲ့မခွင့်လွတ်နိုင်တဲ့အရာတွေများစွာရှိမယ်။တို့တော့ဘုရားခင်ကျွန်တော်ခွင့်လွတ်ခြင်းပါတယ်။တို့တော့ကျွန်တော်မခွင့်လွတ်နိုင်ဘူး။တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုတင်ကအကူအညီတောင်းခံမယ်။မဆဖို့အတနာခံမယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်အဖြစ်တင်ကခွင့်လွတ်နိုင်မယ်။မြေကြီးပေါ်မှာတင်ချီနှောင်တဲ့အခါမှာကောင်းကင်ဘုံကလည်းချီနှောင်မယ်လို့ပြောပါတယ်။မြေကြီးပေါ်မှာတင်ကခွင့်လွတ်လိုက်တဲ့အခါမှာကောင်းကင်ဘုံရဲ့ခွင့်လွတ်ခြင်းကိုတင်ခံစားရမယ်။တမန်တော်ရဲ့အလင်းကိုတင်ကမြင်တွေ့ရလေးလေးလူ ွမြောက်ခြင်းတက်တွေတွေတစ်ခုပြီးတစ်ခုရရှိလေလေဖြစ်ပါတယ်။တမာတရားကတော့နေသူပါတယ်။ကျမ်းမာခြင်းဆိုတဲ့တမာတရားတော့ကိုသင်ရပြီးဖွင့်လိုက်တဲ့အခါမှာကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂရိတော်တွေတစ်ခုပြီးတစ်ခုသင်ဘဝအတ္တထဲမှာပြည့်စုံလာမယ်ရောက်ရှိလာမယ်။အဲ့ဒီတမာတရားတော့နေသင်ကနေ့ရက်စင်တိုင်းမှာဖွင့်ဖို့ဖြစ်တယ်။ဘုရားခင်ဂတိတော်တွေကိုဖွင့်ဖို့ဖြစ်ပါလူတူတယောက်ကိုဘုရားခင်ကကောင်းချီးပေးတော့မယ်။ဘုရားကချီးမြှောက်တော့မယ်ဆိုရင်ဥစွာဘုရားစကားနှုတ်ကပတ်တော် ပေးပါတယ်။နှလုံးသားထဲမှာဘုရားစကားနှုတ်ကပတ်တော်ရောက်ရှိလာတဲ့အခါမှာနှုတ် က္ကပတ်တော်ကဖန်ဆင်းခြင်းတကူနဲ့ပြည့်စုံပါတယ်တင်ဘွားရဲ့လစ်ဟာနေတဲ့အစိပ်ပိုင်းတွေချိုတဲ့နေတဲ့အရာတွေကွက်လက်သေးအားနေချက်တွေတကူချင်းစီတိုင်းကိုဖရာကဖန်ဆင်းခြင်းတကူနဲ့ ဖန်ဆင်းပြုပြင်ပေးမှာဖြစ်တယ်။ဒါကြောင့်ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏လို့ပြောပါတယ်။ကြားနာခြင်းသည်လည်းဖျားစကားအဖြစ်ဖြစ်၏။ဖျားစကားနှုတ်ကပတ်တော်နေ့စဉ်ကြားနာရတဲ့အခါမှာချက်ချင်းပုံသဏ္ဍာန်မပြောင်းလဲပါဘူး။ချက်ချင်းဆိုသလိုလူတွေရှိမှထူးထူးခြားခြားပြောင်းလဲခြင်းတွေမရှိပါဘူး။သို့တော်ဝိညာဉ်နယ်ပယ်ထဲမှာစပြီးပြောင်းလဲခြင်းတွေဖြစ်ပေါ်နေပြီ။ ပြီးတဲ့နောက်မှာစိတ်နှလုံးပြောင်းလဲလာတယ်။စိတ်နှလုံးပြောင်းလဲလာတဲ့အခါစိတ်နှလုံးအသွေးအခေါ်တွေပြောင်းလဲလာတဲ့အခါပုံတရံပြောင်းလဲခြင်းဖြစ်လာတယ်။ကျွန်တော်ဆယ်ကျော်သက်အရွယ်ကလေးကနေနေ့စဉ်နှုတ်ကပတ်တော်ကိုရေဒီယိုအားဖြင့်နားထောင်ခဲ့တယ်။ မနက်ခင်းမှာတစ်ချိန်ညအချိန်မှာတစ်ချိန်မိုးတဲထန်းစွာရွာပြီးရေဒီယိုလိုင်းတွေမမိတဲ့အချိန်ကလွဲပြီးနေ့စဉ်မပြတ်နှုတ်ကပတ်တော်ကိုနားထောင်ခဲ့တယ်။တခြားသောသူတွေနဲ့ထူးထူးခြားခြားပြောင်းလဲနေတာတီးခြားဖြစ်နေတဲ့အရာတွေမရှိပါဘူး။တို့တော့ဆုံးပြတ်ချက်ချစရာတွေရွေးချယ်စရာတွေရှိလာတဲ့အခါမိမိကြားခဲ့ရတဲ့နှုတ်ကပတ်တော်တမန်တော်ကဒါကဖျားမကြိုက်ဘူးနော်။ဒီလိုတွေးနေတာကဖျားကရဲ့အလိုတော်မဟုတ်ဘူး။ဒါကကောင်းစားတဲ့နှလုံးသားမဟုတ်ဘူး။ဒီအခြေအနေကိုကြော်လွားနိုင်ဖို့ဖျားကရဲ့ ဲ့ဂတိတော်ကိုယုံရမယ်ဒီဒုစရိုက်ကိုတော့ရှောင်ရမယ်ကြော်လွှားရမယ်နေအစဉ်ကြားနာခဲ့ရတဲ့နှုတ်ကပတ်တော်တွေကအလုံးသားထဲမှာရှင်သန်ပြီးစကားပြောနေတယ်ဘုရားသခင်အနီးနားလေးမှာရှိတယ်လို့ခံစားနေရတဲ့ခံစားချက်ကဘဝအတ္တကိုဘလောက်တောင်အားရှိစေသလဲဘလောက်တောင်လုံခြုံစေသလဲမိတ်ဆွေသွေးကြည့်ပါအသက်6နှစ်အရွယ်ကလေးကနေမိဘတွေမရှိတော့တဲ့ကျွန်တော်ဆုံးမပဲ့ပြင်းလမ်းပြပေးမဲ့ တွင်တင်ပေးမဲ့မိဘတွေမရှိတော့ပေမဲ့ဘုရားစကားနှုတ်ကပတ်တော်တွင်တင်ပေးခြင်းကြောင့်ဒီနေ့ထိတိုင်အောင်ဘုရားကရဲ့နိုင်ငံတော်အတွက်အုတ်တချက်တဲတပွင့်အဖြစ်အစီခံပါဝင်နေရသလိုတချို့တော်သူတွေအတွက်မိခိုးအားကိုးစရာ အရေးတစ်ခုအဖြစ် ရှင်သန်ခွင့်ရတယ်။ဒါတွေအားလုံးကဘုရားစကားနှုတ်ကပတ်တော်တမန်တော်ရဲ့

သခင်ဒီလိုရှိတယ်လူတွေများစွာလမ်းပြောင်းလုံးနေပြီဝိညာဉ်မျက်စိကန်သူတွေတမာတရားလင်းပေးဖို့ခွေသင်ကိုသခင်ဒီလိုရှိတယ် we need now is like oh we need to see point you like oh we need ya so he dwell on need of more the night give you not taga mye ye mya pe sa me du tengo the king the lo she there သိမ့်ဖို့တံပြီးအချိန်တွေရွေးရသွားနေပြီးသခင်ပြရကြွားဖို့နေပြီးသိမ့်ဖို့သခင်ဒီလိုရှိတယ် When you're not, it's still like, oh When you're not, it's still like, oh When you're not,

不变的你爱的不肯不要那为度呀爱变了脸被过鬼

Tengo the candy glow here Tengo the candy glow here